ချမ်းသာကြွယ်ဝတဲ့မိသားစုကအမွေဆက်ခံသူသူဒေးသမီးဆိုပေမဲ့၊မွေသုံးဆွဲခွင့်မရတဲ့အခြေအနေကိုပြောလာတဲ့ကြီး။မိဘကကြည်ကြည်တချမ်းသာကြွယ်ဝတဲ့သူဒေးတွေဆိုပေမဲ့၊မွေကြီးတွေကိုစိတ်တိုင်းချက်သုံးဆွဲခွင့်မရတဲ့တနေ့လုံးမတနေ့စားရတဲ့ဘဝကိုရောက်နေကြောင်းပြောလာတာကတော့ရွှေနန်းတော်ရွှေဆိုင်ရဲ့အမွေဆက်ခံသူတို့ဦးတဲသောသမီးလေးကြီးပါ။ကြီးဟာမြန်မာနိုင်ငံရဲ့ထိတ်တဲနံမီကြီးရွှေဆိုင်ကြီးတဆိုင်ချစ်တဲ့ရွှေနန်းတော်ရွှေဆိုင်ရဲ့သူဒေးသမီးဖြစ်ပါတယ်။ ဒါအပြင်ထိတ်တဲနံမီကြီးအစိုးရရုပ်ရှင်တရုတ်ဆောင်ထွန်းအင်ကြဘူရဲ့ဒူမလေးဖြစ်ပါတယ်ကြီးကဒီလိုမျိုးချက်နာကြွယ်ဝတဲ့မိသားစုမှာမွေးဖွားလာတဲ့တဦးတဲတော်သမီးလေးရွှေပေါ်မြတ်တင်ပြီးတော့ကြီးပြင်းလာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ကြီးဟာနိုင်ငံသားမှလည်းပညာသင်ကြားပြီးတော့တကယ့်ကိုမြန်မာနိုင်ငံရဲ့ထိတ်တန့်သူတဲသမီးဖြစ်အများကသတ်မှတ်ထားကြပါဗျ။ ဒါပေမဲ့လဲအောင်စရာကောင်းလောက်အောင်ကြီးဟာသူဒေသမီအဆောင်အယောင်နဲ့မနေဘဲဘဝကိုလူသားအေးဆေးစွာနဲ့ချက်တဲ့နေရာမှာတခြားသောသူဒေသမီတွေဆိုရင်ရဲစားတွေအများကြီးထားလျှော့ပြီးထွက်နိုင်ငံခြားခီးစဉ်တွေသွားပြီးတော့ချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ပြီးတော့ခံစားကြမှာအမှန်ပါပဲ။ဒါပေမဲ့လဲကြီးကတော့ဒီလိုမျိုးမနေပါဘူး။ကြီးဟာငွေကြေးကြီးကြီးတချမ်းသာကြွယ်လွပေမဲ့ဘဝကိုအေးချမ်းတည်ငြိမ်စွာနဲ့ချက်တန်းနေတာပါကြီးဟာမိဘတွေရဲ့ငွေကြေးဥစ္စာစည်းစိမ်တွေကို တပြားမှမတုံးပါဘူး ကြီးကမိဘချမ်းသာတာကသူချမ်းသာတာမဟုတ်ကြောင်းတက်နိုင်သည်မသူရဲ့ငွေကြေးချမ်းသာမှုနဲ့သာတုံးဆွဲခဲ့ပါတဲ့အထူးချစ်မိဘရဲ့ချမ်းသာကြွယ်ဝမှုတွေကိုလုံးဝမတုံးဘဲနေရပါကြီးဟာပိုက်ဆံလို့ချင်းရင်တောင်မိဘတွေပိုင်ဆိုင်တဲ့ရွှေနန်းတော်ဆိုင်မှာလဆက်ယူပြီးတော့ပြန်လဲအလုပ်ဝင်လုပ်နေခဲ့တာပါဒါအပြင်ကြီးဟာသူမကသူဒေးသမီးဆိုပြီးတော့ရှိုးနဲ့သမိုးနဲ့လက်ပရမီပိုက်ဆံသုံးချုံးကလလပါမနေတဲ့ပဲဘဝကိုရိုးရှင်းစွာနဲ့ဖြတ်တန်းချင်တယ်လို့ပြောခဲ့ဘူးပါတယ် ဒါကြောင့်ကြီးကတော့သူရရှိထားတဲ့ဘဝနဲ့သူရနေတဲ့ဘဝနဲ့ထပ်တူမကြဘူးလို့ပြောပါတယ်။တကယ်ဆိုရင်ကြီးအနေနဲ့မိပိုက်ဆံသုံးဖြုံးကစိန်ခိုင်လို့ရပါတယ်။ဒါပေမဲ့လက်ပြမလုံဘူးလို့ပြောခဲ့တာပါ။အထူးချင်တော့ကြီးကကိုယ့်ရဲ့ပိုက်ဆံကိုရှာသုံးကိုဘဝကိုပေါ့ဘာလို့လက်စွာနဲ့ချက်တန်းရင်းနဲ့မိပိုက်ဆံတွေကိုထိုင်သုံးနေတာထက်ကိုကမိဘကိုလှုပ်ကြွေးချင်တာလို့ပြောပြခဲ့ဘူးပါတယ်။ဒါကြောင့်လည်းပြိသက်တွေကတော့သူဒေးသမီးလေးဖြစ်ပေမဲ့ဘဝကိုပေါ့ပါစွာမနေဘဲမိဘပေါ်မှာတိတက်လိမ့်မာလုံးနေကြီးကိုလေးစားချီးကျူးနေကြပါဗျ။ နေဟာဗရဟိတတင်းဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ပြီးခဲ့တဲ့ကိုဘိကာလာတွေမှာလဲလူနာတွေကိုတည်ယူဖို့ဆောင်တာဆုံးပါွယ်လုံသွားတဲ့လူနာတွေကိုတည်ယူဖို့ဆောင်တာတွေလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ကာလတုန်းကငလျင်ဘေးမှာလဲဂျီကနေပြီးတော့ကပျိုကျပစ္စည်းသွားတဲ့ဆောက်ဦးတွေကနေရုပ်လောင်းတွေကိုထုတ်ယူပေးခဲ့ပါတယ်။ဂျီဟာသူမကိုယ်တိုင်ဆောက်ဦးပြစ်တွေကြားထဲဝင်ပြီးတော့လှုပ်ဆောင်ခဲ့တာပါ။ငလျင်ချစ်ပြီးနှစ်ရက်လောက်ထိတော့အသက်ရှင်လေးပိမိနေတဲ့လူတွေကိုကယ်တင်နိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဓာတ်ပေါ်ဒီတွေရဲ့လောင်းတွေကိုတောင်းဆွဲထုတ်ခဲ့ရတာဖြစ်ပါတယ်။ ရွှေနန်းတော်ရဲ့သမီးလေးကြီးကကျန်းဤတဲ့မိသားစုတွေချစ်စေခြင်းနဲ့အတိုင်းငလျင်ဘေးမှာဆုံးပါသွားတဲ့ North Dira တွေကိုမီးတင်ကြိုပြီးစီးတဲ့အထိမင်းကလေးတဲ့မဲနဲ့မိမြတဲ့ပရာဟိတစိတ်တည်းနဲ့လှုပ်ဆောင်ခဲ့ပါတယ်။ဂျီဟာသူဒေးသမီးဘဝနဲ့နေလို့ရပေမဲ့လည်းလောကကျိုးကိုတည်ပိုးနေတာပါ။တကယ်တော့ဂျီကမင်းကလေးတယောက်ဖြစ်လို့သူမရဲ့မလပတဲ့အစိတ်ပိုင်းတွေကိုခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ဒါပေမဲ့လည်းမိပိုက်ဆံကိုမတုံးချင်ပဲနဲ့ကိုယ်တိုင်ကျန်းသာမလုပ်မယ်လို့ရည်စူးထားတာပါ။